အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အစိုးရဘတ်ဂျက်ကန့်သက်ချက်အပေါ်အစိုးရနဲ့အတိုက်ခံဒီမိုကရက်ပါတီတို့ကညှိနှိုင်းလို့မရတာကြောင့်2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အမေရိကန်အစိုးရလုပ်ငန်းတွေအင်ကာနီးယားညတကောက်အခြေကရက်ဆိုင်သွားခဲ့ပါတယ်။ လွတ်တော်မှာအဓိကရှေ့မတူနောက်မစုံညိနိုင်လို့မရပဲဖြစ်သွားခဲ့တဲ့အကြောင်းရင်းတွေထဲမှာကျမ်းမာရေးစောင့်ရှောက်မှုဆိုင်ရာဘတ်ဂျက်သတ်မှတ်ရေးလဲပါပါတယ်အမေရိကန်နိုင်ငံမှာအစိုးရဘတ်ဂျက်ကသတ်မှတ်ထားတဲ့ပမာဏကိုရောက်ရှိတဲ့အခါမှာလွတ်တော်ထဲသဘောတူညီချက်မရလို့ဆက်သုံးလို့မရပဲအစိုးရလုပ်ငန်းတွေရပ်ဆိုင်သွားတာဖြစ်ပါတယ် ီလိုရက်ဆိုင်သွားတော့ဘာတွေဖြစ်မှလဲလို့ပြောရရင်အမေရိကန်အစိုးရရဲ့ဝန်ဆောင်မှုလုပ်ငန်းတချို့ယာယီရက်ဆိုင်သွားမှာဖြစ်ပြီးတော့တိန်းနဲ့ခြိတဲ့အစိုးရဝန်ထမ်းတွေရဲ့လဆာကိုဆိုင်းငံ့ခံထားရမှာဖြစ်ပါတယ်။လွတ်တော်ဘတ်ဂျက်ရုံးရဲ့ခက်မဲချက်အရာ Federal အလုပ်သမား9သိန်းခွဲလောက်ဟာနိုင်စင်လောက်အားခမရပဲရှိနေမှာဖြစ်ပါတယ်။လွတ်တော်မှာဘတ်ဂျက်ကိစ္စပြည်လေသွားမှသာဆိုင်းငံ့ထားတဲ့လောက်အားခတွေပြန်ပြီးတော့ရလာမှာဖြစ်ပါတယ်။ အမေရိကန်မှာအစိုးရရက်ဆိုင်မှုဟာ2018 2019ခုနှစ်သမ္မတဒေါ်နယ်ထရန့်ရဲ့ပထမအကြိမ်သမ္မတသက်တမ်းထိမှဖြစ်ခဲ့ပြီးတော့ရက်ပေါင်း35ရက်ကြာမြင့်ခဲ့ဖူပါတယ်။ဒုတိယနိုင်ငံတကာသတင်းကတော့ဂျန်စီတွေဥစားတဲ့တော်လှန်ရေးတစ်ခုအကြောင်းဖြစ်ပါတယ်။ ဂျန်စီလို့ခေါ်တဲ့လူငယ်မျိုးဆက်တစ်တွေကောင်းဆောင်တဲ့တော်လန်လှူရှာမှုတွေဒီနေ့ထဲမှာဆက်တိုက်ဖြစ်နေပါတယ်။နီဘောနဲ့ကင်ယာနိုင်ငံတွေမှာဂျန်စီတွေရဲ့ဆန္ဒပြပွဲတွေအောင်မြင်မှုရပြီးတဲ့နောက်မှာ အခုအခါမဒါဂါစကာလို့ခေါ်တဲ့ကျွန်းနိုင်ငံတစ်ခုမှာလည်းဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲ ဖြစ်ပွားနေပါတယ်။မဒါဂါစကာဆိုတာကတော့အာဖရိကတိုက်ကကဲလွန်ပင်လယ်ပြင်ထဲကကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ကမ္ဘာမှာစတုထအကြီးဆုံးကျွန်းပေါ်မှာရှိတဲ့နိုင်ငံဖြစ်ပါတယ်။မဒါဂတ်စကာမှာရေနဲ့မီပြက်လက်မှုတွေအကြီးအကျယ်ဖြစ်ပြီးတဲ့နောက်မှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့တာပါ။အိန္ဒိယသမုတ်တရာထဲကကျွန်းကြီးပေါ်မှာရှိတဲ့မဒါဂတ်စကာနိုင်ငံမှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲ၃ရက်မြောက်တဲ့နေ့မှာတော့သမ္မတကဝန်ကြီးချုပ်ဥဆောင်တဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းပေးလိုက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေအဆိုအရဆန္ဒပြသူတွေဘက်ကလည်းအနည်းဆုံး22ရောက်တိစုပ်ခဲ့ရတယ်လို့ဆိုပါတယ် တမတာအန်ဒရီရာဂျိုလီနာကတော့ဆန္ဒပြသူတွေကိုနားလဲတယ်လို့ပြောလိုက်ပြီးဆန္ဒပြလူငယ်တွေနဲ့တွဲဆုံဆွေးနွေးဖို့နေရာတစ်ခုဖန်တီးမယ်လို့ဆိုပါတယ်ဆန္ဒပြမှုတွေအထက်ဖြစ်ပွားခဲ့တဲ့လူရဲမှုတွေကြောင့်ပြက်စီးဆုံးရှုံးခဲ့တာကိုလည်းပြန်လျော်ပေးမယ်လို့ဆိုပါတယ်။ဆန္ဒပြပွဲတွေကိုရဲတွေကမျက်ရည်ယိုပုံးတွေရောဘာတီတွေတုံးပြီးဖြိုခွဲခဲ့တာကြောင့်အနည်းဆုံးလူ၁၀၀ကျော်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ နောက်ဆုံးသတင်းအအနေနဲ့ကတော့တရုတ်နိုင်ငံမှာကင်းလဲနေတဲ့ဆက်ရုပ်ခွေးတွေအကြောင်းပြောပြပါမယ်။ AI နီးပညာမြင့်တက်လာတာနဲ့အများ AI နီးပညာသုံးဆက်ရုပ်တွေကိုလည်းတွွတ်ကျကျအသုံးပြုလာနေပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံဟာဆက်ရုပ်ခွေးတွေကို အသုံးပြုလာနေပါတယ်။ပြီးခဲ့တဲ့စနေနေ့ကတော့တရုတ်အစိုးရပိုင်းစင်ဟွာသတင်းဌာနမှဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ချထားတဲ့အကြောင်းသတင်းတွေထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကဘောက်ရှန်ရက်ွက်ထဲမှာဆက်ရုပ်ခွေးတွေကိုကင်းလဲဖို့တာဝန်ပေးခဲ့တာပါသူတို့ထန်းဆောင်ခဲ့တဲ့တာဝန်တွေကတော့ကားမရက်ရနေရာတွေမှာရက်ထားတဲ့ကားတွေကိုရှာဖွေဖို့နဲ့အမိုက်မပြရနေရာတွေမှာ အမိုက်ပြတာရှိမရှိကို ကြည့်ရှုဖို့ဖြစ်ပါတယ်။တရုတ်နိုင်ငံမှာတော့ Unitree နဲ့ Deep Robotics လို့ခေါ်တဲ့ခွေးဆက်ရုပ်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးနှစ်ခုအပြိုင်ရှိနေပြီးတော့ကြံတန်းတဲ့နေရာတွေမှာအလုပ်လုပ်ဖို့စမ်းသပ်ထုတ်လုပ်နေကြပါတယ်။ စက်ရုံတွေတက်တုသွင်းတွေနဲ့လှုပ်ချုံရေးလုပ်ငန်းခွင်တွေမှာကင်းလဲဖို့နဲ့စစ်စေးရေးလုပ်ငန်းတွေအတွက်သုံးကြပါတယ်အဲ့ဒီဆက်ရုပ်ခွေးတွေကအဆောက်အအုံတွေအပေါ်တည်နိုင်တယ်။လေကားတွေတည်နိုင်တယ်။ချောမွတ်တဲ့မျက်နှာပြင်ပေါ်မှာလန်းလျှောက်နိုင်တဲ့အပြင်တည်ငြိမ်ပြီးခက်ခဲတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နိုင်တယ်လို့ဆိုပါရယ်။